မောင်တိုကြီးကတေးတေးဆိုသွားတာပါလို့ပိုက်ဆံမရှိပေမဲ့တဏ္ဍာပိုင်းလေးကြိုးစားလုပ်တယ်။လူကြီးမင်းတို့လိုမျိုးပဲနဲ့တက်တီတူမဲ့တင်စာဆိုတဲ့ချစ်သူတွေလည်းရှိပြီးတော့အတူတူနေကြပါရီ။အစာပိုင်းမှာတော့ပူပူနွေးနွေးမို့အဆင်ပြေကြပေမဲ့တင်စာကသချင်းရဲ့အလောက်ကထမင်းမစားရဘူးဆိုပြီးတော့ပြဿနာရှာလာပါတော့တယ်။အဆင်မပြေကြတော့တင်စာကထွက်သွားတော့မယ်ဆိုပြီးတော့တငယ်ချင်းတချို့ကပါခေါ်ပြီးတော့နှုတ်ဆက်ပွဲလုပ်ပါရီ။နှုတ်ဆက်ပွဲမှာမောင်တိုကြီးပေါ်လာနေအောင်ဘသူညီလေးပူကြီးကြောင့်ပြန်ပြောနေကြပေမဲ့မောင်တိုကြီးကတော့လက်ရမိုင်မိုင်နေပါရီ။ပွဲပြီးလို့တင်စာနဲ့ပြန်ညှိမယ်လို့မှကောင်းလေးသေးရပြီဆိုတော့အတိလိုက်ရလို့တောင်းချင်ပါရီ။အသေးခွဲတော့အိမ်မှာပဲခွေပြီးတော့အိမ်နေနေတင်စာနဲ့ရင်နေတူခဲ့တဲ့အကြောင်းလေးကို အိမ်မက်မက်ပြန်ပါရီအချင်းမိုးဒူနဲ့နိုးလာတဲ့အချိန်ပိုးတလုံးဝင်လာလို့ကန်လဲကြတစ်ဖက်ကကောင်မလေးတန်ဖြစ်နေပါရီမော်တော်ကြီးလည်းအချင်းမိုးဒူနဲ့ဆိုတော့ဘယ်သူမှမမေးမိပါဘူးဖုံးဆက်တဲ့ကောင်မလေးကရွှေစင်ဖြစ်ပြီးတော့ဘဲကြီးကိုဖုံးဆက်ပေးမယ်ဖုံးနဲ့မှမနိုင်မိရတာနေမော်တော်ကြီးစီကိုရောက်သွားတာပဲဖြစ်ပါရီဒါပေမဲ့သူပဲလို့ပဲထင်နေပြီးတော့မော်တော်ကြီးကိုစကားမပြောခိုင်းမင်းနဲ့ဖုံးနဲ့ကနေစိတ်နဲ့မှုစကူတူကြဖို့ပြောလာတယ်စပစ်သွားလို့ထိကျနေတဲ့မော်တော်ကြီးလည်းအချင်းမိုးဒူကနေမျိုးလုံးပြူသွားပြီးတော့ပရင်းမော်ရော်တကားတွေပါအကုန်ပေးလိုက်ပါရီဒီလိုနဲ့နှစ်ယောက်သားဖုံးလိုင်းကနေတစင်မိုးစကူတူကြပြီးမှမော်တော်ကြီးကဝင်ဆောင်မှုပေးတာလားလို့မေးလိုက်ပါရီမော်တော်ကြီးအတန်ကြားတဲ့အခါမှာရွှေစင်ကလည်းဖုံးမဆက်မိတာတိ ီလိုက်ရတော့လမ်းပြန်ပြီးတော့ချပလိုက်ပါတယ်။ရွှေစင်းချစ်သူကမောင်လင်းအောင်ဖြစ်ပြီးတော့နှစ်ယောက်သားချစ်သူတက်တန်းကလည်း၅နှစ်လောက်ရှိပါတယ်။အဲဒါကြောင့်ရွှေစင်းကမောင်လင်းအောင်လက်ထက်ကွင်းတောင်းလာမယ့်နေကိုမျှော်လင့်နေတဲ့တစ်ကလက်အုံးနဲ့တောင်ညီမတွေတော်လို့ရနေပါပြီ။ရွှေစင်းကမောင်လင်းအောင်မင်းကြောင့်ပဲဒီဇိုင်းနာအလုပ်ကနေပါထွက်ထားရတော့ရွှေစင်းညီမနဲ့တငယ်ချင်းတွေကအပြေဝိုင်းပြောတယ်။ဘဲကိုချစ်တဲ့ရွှေစင်းကတော့မောင်လင်းအောင်ဘက်ကနေဝမ်းကပြောပြီးပါတယ်။ပြီးတော့ဒီနေ့ကသူတို့ရဲ့ ND ဖြစ်တာမို့လို့ရွှေစင်းကမောင်လင်းအောင်လက်ထက်ကွင်းတောင်းတော့မယ်လို့တင်ပြီးတော့ကြိတ်ပြောနေပါတယ်။ချိန်ထားတဲ့စားတောက်ဆိုင်ကိုရောက်တဲ့စပွဲပေါ်မှာလက်စုပ်ဘူးနဲ့တူရာတွေ့လိုက်ရလို့ရွှေစင်းလည်းဂျုံထုံးမတက်ပြောသွားပေမဲ့စိတ်ထိန်တာပါတယ်။ဒါပေမဲ့ပူထဲမှာကလက်စုပ်မဟုတ်ဘဲနဲ့ကလစ်ကြီးဖြစ်နေ ပါတယ်။ချွေစင်ကတော့ဝမ်းနဲ့တော့ပြီမဲ့လက်ဆောင်ကိုကြိုက်တယ်ဆိုပြီးတော့ဟန်ဆောင်လိုက်ပါတယ်။တဖက်မှာလည်းမောင်တိုကြီးကအလုံးမာလေးအာယုံမရဘဲနဲ့အသေးတွေပဲကွဲနေလို့အထက်လူကြီးကငောက်တာဟိုပါခံနေရပါပြီ။ဒီလိုနဲ့ညဘက်မှာဘော်ရိုင်းနဲ့သွားတော်ရင်ရင်ဖွင့်တော့တငယ်ချင်းတွေက1 go 2 cam 3 ready ဆိုပြီးတော့နှစ်သိမ့်ပေးပါတယ်။ဒါမဲ့အသေးကွဲဝင်နာမကြက်သေးလို့တင်စားစီဖုံးဆက်ကြည့်ဖို့စဉ်းစားလိုက်ပါတယ်။ဒါမဲ့မဆက်ရတော့ဘဲနဲ့ဟိုနီကမှခေါ်မိလာတဲ့ချွေစင်ဖုံးကိုပြန်ဆက်လိုက်ပါတယ်။ဘဲနဲ့ချီပြီးအိမ်မပူနေတဲ့ချွေစင်ကလည်းဖုန်းနံပါတ်ကိုမကြည့်ဘဲနဲ့ခြင်လိုက်ပါတယ်။အဲ့ဒီမှာမောင်တိုကြီးကမကောင်းတဲ့မိန်းမလို့ပြောရင်လည်းကလားမနိုင်ရခိုင်မဲပါတယ်။ချွေစင်ကလည်းဘယ်ကမှမသိတဲ့လူကလာပြောနေလို့ရဲဟုတ်တိုင်မယ်ဆိုပြီးတော့ ဖြစ်ကြောက်ပါရီမော်တော်ကြီးလည်းသူ့ဖုန်းကိုခေါ်လာပြီးဖုန်းထဲကနေမတော်မတရားပြောနေတာကိုရဲဟုတ်တိုင်လို့ရတယ်လို့ပြန်ပြောမှခြေရှင်ကသူ့ဖုန်းမှာဆက်မိတဲ့သူဆိုတာကိုတီးသွားပါရီအဲ့ဒါနဲ့ဘင်းနဲ့မသွားကြောင်တောင်းမန်တော့မော်တော်ကြီးကနည်းနည်းအမှုပြေသွားပြီးတော့အသက်ကွဲလို့ရမ်းမိတာပါဆိုပြီးပြောတော်တယ်ပြောလဲပြောငိုလဲငိုတော့ခြေရှင်ကလည်းတနာသွားပြီးတော့မော်တော်ကြီးသူ့စီမှာယင်ဖွင့်လို့ရကြောင်ပြောပါရီတယောက်ကြောင်တယောက်ပြောကြကြရင်လည်းယင်ပြီးသွားတော့အရင်တစ်ခါလိုပဲဖုန်းထဲကနေမော်စကိုထူကြပြန်ပါရီဖုန်းထဲကနေယင်နဲ့တူရတဲ့အရာသာကိုကြိုက်သွားကြတော့နှစ်ယောက်သားအရင်ဖုန်းခေါ်ကြပြီးတော့လေလိုင်းကနေစီယင်နဲ့တူကြပါတော့တယ်တည့်ရကြတော့ခြေရှင်ကသူ့အမေကြီးသွားပြီးတော့ယောက်ျားတွေကိုဘယ်လိုဆွဲဆောင်ရမလဲဆိုတာအင်နာသွားပြူတယ်မာတာမီ ရင်ကလည်းရွှေစင်ဖားသားကြီးကိုဘလိုမျိုးဆွဲလိုက်လဲဆိုတာကိုပါပြောပြပါတော့တယ်ရွှေစင်လည်းမသားကြီးပြောတဲ့အတိုင်းညကြတော့မောင်လေးအောင်ကိုမျိုးဆွဲလိုက်ပါပြီဒါပေမဲ့အလုံးများနေတယ်ဆိုပြီးတော့မောင်လေးအောင်ကအကြောင်းပြပါတယ်ရွှေစင်စိတ်ညစ်သွားတော့မောင်တူကြီးကိုပြောပြရင်းနဲ့ရင်ဖွင့်ပါတယ်နောက်ဆုံးတော့ထုံးစံတိုင်းမှာဖုန်းတွေကနေမှုစုတူရပြန်ပါတယ်အမှန်တော့ရွှေစင်နဲ့မောင်တူကြီးတို့ကအခုထိအပြင်းမမတွေ့ဘူးကြသေးပါဘူးမောင်လေးအောင်ကတွေ့ဖို့ပြောတော့ရွှေစင်ကညင်လိုက်ပါတယ်တရက်ကြာရွှေစင်ကမောင်လေးအောင်လှုပ်ဖို့ကင်မတ်တင်နဲ့တွေ့ဆုံမှာအတူတူပါသွားတယ်အမှန်တော့မောင်လေးအောင်ကောင်မလေးတယောက်နဲ့ခိုးစားနေတာကိုရွှေစင်အမှန်မတင်တွေ့ဖို့ပါတယ်စားတော့ဘွဲကိုရောက်တော့အဲ့ဒီကောင်မလေးကအလုပ်ထဲကတီးတာဆိုတော့ကောင်မလေးမှန်တီးလိုက်ရပါတယ်ရွှေစင် ည်းကြောသားထွက်ပြီးတော့ထပ်တောင်းချင်ပါတယ်။အပြင်းမမှုဝဲနဲ့စိတ်ကူးထဲမှာပါ။စားသောက်ဝဲပြီးတော့စိတ်ညစ်လာပြီးတော့မောင်တိုးကြီးနဲ့အပြင်းမတွေ့ကြဖို့ချိန်လိုက်ပါတယ်။နှစ်ရှည်လာမြဖုန်းထဲမှာပဲရင်နံတူလာတာမို့အပြင်းမတွေ့တာနဲ့လက်တွေ့ရင်နံတူလိုက်ကြပါပြီ။မနေ့မှာတော့ရွှေစင်ကမောင်လင်းရောင်နဲ့စားသောက်ဆိုင်တူတူထိုင်တဲ့အချိန်မှာမောင်တိုးကြီးပုံဆက်လာလို့အတိမင်းကလေးဆိုပြီးတော့ဂျင်းထဲလိုက်ပါတယ်။မောင်တိုးကြီးကလည်းရွှေစင်ဖုန်းမြန်ဆက်လာမှကိုစောင့်နေတော့ဖုန်းဝင်လာလို့အမြန်ကင်လိုက်ပြီးမယ်။အဆောင်တင်စားနံပါတ်ပြင်လေးပါတယ်။တစ်ဖက်မှာလည်းရွှေစင်ကမောင်လင်းရောင်သူ့ကိုတခုလိန်ထားလာမိပြီးမယ်။မောင်လင်းရောင်ကအေးအေးဆေးဆေးကောင်းကားပါတယ်။နောက်တော့ရွှေစင်စီကိုမောင်တိုးကြီးပုံဆက်လာပြီးတော့တင်စားသူ့ကိုတွေ့ဖို့ချိန်ထားကြောင်းပြောပါတယ်။ရွှေစင်ကလည်းအဆောင် ကိုချင်းနီရဲ့ပြောပြတော့မောင်တိုကြီးကလည်းပြောတဲ့အတိုင်းမှတ်ထားပြီးတော့သွားတွေ့ပါတယ်။ဒါပေမဲ့တင်စားကသူကြီးစားအစ်ခရမ်းဒီကမောင်တိုကြီးထက်ကြီးတဲ့ဆိုတာကိုပြောပြလိုက်တော့အရှိုက်ထိပြီးတော့ပြန်လာလိုက်ရပါတယ်။နောက်ရက်မှာတော့ရွှေချင်းနဲ့မောင်တိုကြီးအပြင်မှာတွေ့နေတော့ရွှေချင်းအရင်လောက်ကအမားနဲ့သွားတွေ့တယ်။ရွှေချင်းကိုတွေ့တာနဲ့အိမ်တော်မကြသေးဘူးလားအလုံးမရှိဘူးလားဘာကြောင့်လဲမသိမှသာဖြစ်ပါတော့တယ်။မောင်တိုကြီးကဒေါသထွက်သွားပြီးတော့ပြန်ဖေးပြလိုက်တာပါရိုက်တာကိုခံလိုက်ရပါတယ်။ရွှေချင်းကလည်းလူဆန်းကောင်းကြီးဆိုပြီးတော့လူမြင်ကွင်းမှာပဲပြုတ်ပြုတ်ပေးချလိုက်ပါတယ်။ဒါဟုတ်အပြင်ရောက်နေတဲ့မောင်တိုကြီးပေါ်လာရီကလည်းမြင်သွားကြတယ်။ရွှေချင်းနဲ့မောင်တိုကြီးတို့တင်ရောစဉ်ဖြစ်နေစဉ်မှာပဲမောင်လေးဟောင်ကရွှေချင်းကိုလက်ထပ်ကွင်းတောင်းလိုက်တယ်လို့တင်စားကလည်းမောင်တိုကြီးကိုမမေ့နိုင် ုင်သေးဘူးဆိုပြီးတော့ပြန်လာပါတယ်။ချွေချင်းကလည်းလက်ထက်တော့မှမောင်တို့ကြီးစီဖုံးဆက်ပြီးတော့အဆက်အသွယ်မလုပ်တော့ဘူးပြောလိုက်ပါတယ်။ချွေချင်းကမျောလင်ထားသလိုလင်ရတော့မှဖြစ်ပေမဲ့အရင်ကတော့ပြောမနေပါဘူး။ဒါနဲ့မောင်တို့ကြီးကိုတွေ့တော့တင်စာနဲ့တူရှိနေတာကိုတွေ့လိုက်ရလို့ဖိတ်စာလာဖိတ်တာဆိုပြီးတော့ဖိတ်စာပေးရင်းနဲ့ပြန်လာပါတယ်။တင်စာလည်းမောင်တို့ကြီးသူ့ကိုမချစ်တော့ဘူးဆိုတော့ရိမ်းပြီးတော့ငိုရိုပြီးတော့အလိုက်တတိထွက်သွားပါတယ်။မင်္ဂလာရဲ့ရောက်တော့မောင်လင်းရောက်ငါတီတာဟုပါပွဲဖိတ်ထားပါတယ်။ပွဲပြီးကနီမှမောင်တို့ကြီးရောက်ချလာပြီးသချင်းဆိုပေးဖို့လို့ပြောလိုက်တယ်။ဘိုရာတွေကလည်းဂီတာတစ်လက်ပေးလိုက်တော့မောင်တို့ကြီးကသူကိုယ်တိုင်ရေးထားတဲ့သချင်းနဲ့အပြီးပြင်ချပါပြီ။ဒါပေမဲ့စာသားတွေကသူတို့ရောက်ရင်းနဲ့တူခဲ့တဲ့အကြောင်းတွေဖြစ်နေလို့အကုန်လုံးပါဇက်ဟောင်းလုံး ောင်းနေဖြစ်ကုန်တယ်။တချင်းဆုံးတော့ရွှေစင်ကသူနဲ့မောင်တူကြီးအကြောင်းဝင်ခလိုက်ပြီးတော့တိရဟုပါသွားဖြစ်လိုက်တော့အကုန်ဘူးပေါ်တယ်လို့ပေါ်ကုန်ပါတယ်။ခဏနေရွှေစင်ပွဲတဲ့ကထွက်သွားတော့မောင်တူကြီးလိုက်သွားပြီးတော့ရွှေစင်ကိုချစ်နေကြောင်းဝင်ခံပါတယ်။ဒါပေမဲ့ရွှေစင်ကယောက်ျားတွေကိုမယုံတော့ဘူးဆိုပြီးတော့ထွက်သွားပါပြီ။ဒီလိုနဲ့နေနေငယ်ကြတော့ရွှေစင်ကပျော်ပျော်ရွှင်ရွှင်နဲ့ဒီဇိုင်နာပြန်လုပ်ပြီးတော့မောင်တူကြီးကတော့နာမည်ကြီးတည်ရေးဆရာဖြစ်သွားပါတယ်။နှစ်ယောက်သားအဆက်အသွယ်မရှိတော့တာကြောင့်မျိုးရွှေစင်ကမောင်တူကြီးပါတဲ့အတန်လွင့်အစီအစဉ်ကိုပုံစံလိုက်ပါတယ်။နောက်တော့မင်္ဂလာပွဲမှာမောင်တူကြီးဆိုခဲ့တဲ့အချင်းကိုပြန်ဆိုပြလိုက်တာမောင်တူကြီးကရွှေစင်မှန်းရိပ်မိသွားပါပြီ။အဲ့ဒါနဲ့မောင်တူကြီးကိုချစ်နေကြောင်းမှဆက်ပြောလိုက်တော့နှစ်ယောက်သားပြန်လဲပြေးလဲသွားကြပြီးတော့ချစ်သူတွေဖြစ် ွားပါတော့တယ်။လူဦးကြီးမင်းတို့လည်းဖေဖော်ဝါရီ14ရက်နေ့အတွက်ခြေသူမရှိသေးရင်တော့မောင်တိုးကြီးလိုဖုံးမအခေါ်ခံရဖို့ဆုတောင်းနေလိုက်ကြပါ။အဆုံးနေ့ကြည့်ပေးတာကျေးဇူးတင်ပါတယ်။